ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်အဲဒီနေ့ကျွန်တော်အဓိကပြောချင်တာကတော့ရုရှားနိုင်ငံမှာအခု military event ပေါ့သူတို့ um စီးနိုင်ငံရေးတကယ်ဒီပွဲတော်ကြီးကျင်းပနေတော့ဗျာနော်အဲ့လိုပွဲတော်ကြီးမှာအဲဦးမင်း online အနေနဲ့ရုရှားနိုင်ငံမှာပွဲသွားတက်နေတယ်ပေါ့ဗျာနော်အဲ့တော့ဒီတစ်ခေါက်ပွဲတက်တာတော့ကျွန်တော်တို့က ပုံမှန်အားဖြင့်ပွဲတက်တာပေါ့နော်ဒါအကယ်ဒမီပေးပွဲတို့ဟိုပွေးပွဲတို့ဒီပေးပွဲတို့ဟိုပွဲဒီပွဲတက်တာတော့ကျွန်တော်တို့ကနည်းနည်းဝေဖန်ခြင်းရှိပေမဲ့အခုလိုမျိုးအစီရင်နိုင်ငံရေးအတွက်တကယ်ကိုကောင်းမွန်တဲ့ပွဲမျိုးပေါ့ဗျာနော်ကျွန်တော်တို့စီရင်နိုင်ငံရေးပွဲမျိုးပွဲတစ်ခုပဲနာမည်ပေးခြင်းပါလားအဲဒီမှာပွဲသွားတက်ခြင်းကအမ်မြန်မာနိုင်ငံရဲ့စီရင်နိုင်ငံရေးအတွက်အရန်ကိုအထူးခြားကောင်းမွန်တဲ့ရလဒ်တွေတည်ဆောင်လာမှာပါအဲ့တော့သူဘာတွေတည်ဆောင်လာမလဲအဲသူဒီပွဲသွားခြင်းအဖြစ် သူတို့ဘာတွေအကျိုးအမြတ်ရှိသလဲနိုင်ငံအတွက်ဘာတွေအကျိုးအမြတ်ရှိသလဲတက်မလို့အတွက်ဘာတွေအကျိုးအမြတ်ရှိသလဲအဲ့တော့အဓိကကျွန်တော်အနေနဲ့သုံးသပ်ခြင်း ਨੇ အဲ့တော့ပထမဦးဆုံးတစ်ချက်အနေနဲ့ကျွန်တော်မြန်မာနိုင်ငံကအခုလောလောဆယ်ပေါ့နော်ဆရာခွန်ရနိုင်ငံနိုင်ငံနဲ့နိုင်ငံရှိတယ်ပေါ့တရုတ်နဲ့ရုရှားအတရုတ်ကတော့မြန်မာနိုင်ငံကိုအပြောမှာဆိုချဲလဲခြင်းတိုင်းချဲလဲနေတာဖြစ်တယ်မြန်မာနိုင်ငံကြီးသူ့ရဲ့ကိုယ်ပိုင်လုံးဖြစ်နေပါလေအဲ့တော့ ဥမေအောင်လိုက်အနေနဲ့ကအခုလိုမျိုးရုရှားနိုင်ငံနဲ့အတူသွားရောက်ပြီးတော့ဟလာအဲသွားရောက်ပြီးတော့ပူပေါင်းဆက်ဆံပြီးတော့ဟလာအခုလိုမျိုးပွဲတွေသွားတက်တဲ့အခါမှာတော့မိတ်ဖက်နိုင်ငံတွေတိုးလာစေပါလေရုရှား channel ပေါ့ရုရှား channel ကနေပြီးတော့အခုတိုးလာမဲ့ဒီရုရှားတနသာဟာနိုင်ငံတွေပေါ့ဗျာနော်ရုရှင်တနသာဟာနိုင်ငံတွေနဲ့နသာနိုင်ငံတွေကိုကျွန်တော်မပေးချင်ပါလေအဲ့တော့သူရဲ့ပေါင်းသင်းမိတ်ဆွေတွေနိုင်ငံတွေနဲ့အပူကူးလူဆက်ဆံခွင့်ရမယ်အဲဒါကအရန်ကို ကောင်းမွန်တဲ့အချက်တစ်ခုပေါ့အဲ့ဒီအချက်နဲ့ကျွန်တော်မြန်မာနိုင်ငံမှာအဲတက်မတော်ရဲ့နိုင်ငံရေးမှာဟိုဥဆောင်ပါဝင်နိုင်မှုဟလာမြန်မာဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးဟလာနောက်တစ်ခုကဒီမိုကရေစီအသွင်ကူးပြောင်းရေးဒါတွေကိုအများကြီးအများကြီးအဲတွန်းအားပေးလာနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာမင်္ဂလာပါနော်မင်္ဂလာပါကိုရှင်နဲ့မင်္ဂလာပါနော်ခမယ998အချိန်ပြောပါမယ်အဲလောလောဆယ်အချိန်ကတော့ ဟုတ်တယ်ရုရှားနိုင်ငံမှာရောက်နေတဲ့ဥမင်းအွန်လိုင်းအကြောင်းကိုအဓိကထားပြီးပြောမှာဖြစ်တဲ့အကြောင်းမလို့စိတ်ရှည်သီးခံကြနာနာထောင်ပြီနော်အဲ့တော့ပထမဆုံးတစ်ချက်နေနဲ့ရုရှားနဲ့မြန်မာနဲ့ကစီရေးမဟာမိတ်ဖြစ်တယ်ရုရှားကမြန်မာရဲ့အဓိကစီရေးမဟာမိတ် ဖြစ်တယ်လို့မြန်မာကလည်းရုရှားရဲ့စီရေးမဟာမိတ်တနိုင်ငံဖြစ်တယ်ဗျာနော်အဲ့တော့ရုရှားကမြန်မာကိုအပြည့်ဝယုံကြည်တယ်။အပြည့်ဝယုံကြည်တဲ့အတွက်ကြောင့်မို့မြန်မာနိုင်ငံမှာ130မဂါဝက် ထုတ်လုပ်နိုင်သောအဲနျူကလ িয়ার ွှန့်ရင်တော့ဒီအစစ်တအားပြစေအောင်အဲဒီဆောက်ဖို့ရှိတယ်လို့အားလုံးလည်းသိပြီးသားဖြစ်လိမ့်မယ်နော်အဲ့ဒါတော့လက်မထူရာယူသားဖြစ်တယ်အဲ့ဒါတော့လည်းအဲ့ဒါကိုဆက်လက်ဆောင်ရမှာဖြစ်တယ်အဲ့ဒါကလည်းကျွန်တော်မြန်မာတနိုင်ငံလုံးမီးလင်းဖို့ပေါ့ဗျာနော်အဲဒါမျိုးဆောင်ရလာသိကောင်းတယ်ဒါရုရှားနဲ့ပူးပေါင်းဆောင်ရမှာအခုလိုမျိုးပွဲလေးပွဲသွားတက်တဲ့ခါကျတော့ရုရှားရဲ့တနာသဟာနိုင်ငံပေါ့ဗျာနော်ရုရှားရဲ့မိဖက်နိုင်ငံများထဲမှာမြန်မာကပိုပြီးပိုပြီးခိုင်မာလာသလိုနိုင်ငံတကာချိန်ဝင်ရှာမှာလည်းဦးမင်းအွန်လိုင်းနဲ့ NASA ကနဲ့မြန်မာနိုင်ငံကို ရှိန်လာတာပေါ့လူရှိန်လာတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့ဥပမာပြဥမေအွန်လိုင်းကိုအဲအာဆီယံတို့တခြားနိုင်ငံတွေကအစိုးရဖြစ်မသတ်မှတ်ဘူးလို့ဟုတ်လားတရားဝင်အစိုးရဖြစ်သားသူတို့သူတို့သူတို့သတ်မှတ်ခြင်းသတ်မှတ်မသတ်မှတ်ခြင်းနေအခုလောလောဆယ်နိုင်ငံတော်အဆင့်နိုင်ငံတော်အစိုးရတရက်အနေနဲ့နော်နိုင်ငံတော်ရဲ့ဝန်ကြီးချုပ်တယောက်အနေနဲ့ရုရှားနိုင်ငံမှာလောလောဆယ်အပွဲသွားတက်နေပြီပေါ့ဗျာနော်အဲ့တော့မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မဲ့မြန်မာနိုင်ငံလုံးမီးလိမ့်မဲ့ရေးပါနော် အဲ့ဒါနဲ့ပတ်သက်ပြီးပူပေါင်းဆောင်ရတာတွေရှိလာပြီနောက်တစ်ခုအာကာသနီးပညာပူပေါင်းဆောင်ရမှုဆိုတော့အာဒါလည်းတော်တော်လေးကောင်းတဲ့အလုပ်ပဲနော်အာကာသနီးပညာပူပေါင်းဆောင်ရမှုဟာအကျောင်းမြန်မာနိုင်ငံအတွက်အများကြီးအကျိုးရှိစေတယ်အဲနောက်ထပ်နောက်ထပ်သတင်းစိုးပေါ့သတင်းစိုးဆိုတာတော်လန်ရေးတို့ဒီလက်နက်ကင်စစ်သေးကြွတွေအားလုံးအတွက်သတင်းစိုးတစ်ခုလည်းပါလာနိုင်တယ်အဲ့ဒီသတင်းစိုးကပါလာပြီးသားပါကျွန်တော်ပြီးခဲ့တစ်ခါလည်းပြောထားပြီးသားဖြစ်တယ်နော်အဲ့ဒီသတင်းစိုးကဂျူရုဓာတ်ပုံရိုက်ကူးရေးဌာန ဟိုမြန်မာနိုင်ငံမှာတည်ဆောက်မှာနော်အဲအင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် the satellite imagery analysis center လို့ခေါ်တယ်အဲ့လိုစံတာမျိုးကိုမြန်မာပြည်မှာတိဆောက်လိုက်ခြင်းအဖြစ်ဘာတွေဖြစ်သွားနိုင်လဲဆိုတဲ့ခါကျတော့မြန်မာနိုင်ငံရဲ့တနိုင်ငံလုံးအတိုင်းအတာတစ်ခုကိုနေရာတစ်ခုတည်းကနေဘယ်နေရာမှာဘာဖြစ်နေတယ်ဘယ်နေရာမှာဘလို့စုနေတယ်ဘယ်နေရာမှာဘသူတွေကသွာလာနေတယ်ဟလားဘယ်နေရာမှာဘယ်သဘုံကတော့ဖြစ်ကားကြီးဘလောက်နဲ့ဟလားဘယ်နှစီသွာလာနေတယ်ဆိုတော့ဘယ်မှာသွားစရာမလိုပဲအာကာသကနေပြီးတော့ ဂျိုလူကနေတစင်ဓာတ်ပုံပေးပို့လာပြီအဲ့ဓာတ်ပုံပေးပို့လာတဲ့အဲသတင်းအချက်အလက်တွေပေါ်မှာအခြေခံပြီးတော့တဘုံကိုချိန်မုန်းနိုင်လိမ့်မယ်အဲ့ဒါကခင်ဗျားတို့ဒီတော်လန်ရေးအတွက်အစိုးဆုံးအစိုးဆုံးသတင်းလို့ပြောလို့ရတယ်နော်အစိုးဆုံးတရင်လို့ပြောလို့ရတယ်အဲ့ဒီကိစ္စမြန်မာနိုင်ငံမှာတိဆောက်မယ်အဲ့ဒီတိဆောက်တဲ့အချက်သာအောင်မြင်သွားလို့တော့ခင်ဗျားတို့လက်နက်ကင်လန်းစင်ကိုခင်ဗျားတို့တခါတည်း စွန့်လုပ်ဖို့သာအချိန်တန်သွားပါပြီအဲ့တော့နိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းမှုနော်လူမှုရေးကိုလူမှုရေးနည်းနဲ့ဖြည့်ရှင်းမှုအချိန်ရောက်လာပြီဘာမဟုတ်တဲ့ဒီလက်နက်ကင်နဲ့လမ်းစဉ်နဲ့ဖြည့်ရှင်းနေတဲ့ကိစ္စတွေတခန်းရပ်သွားနိုင်တယ်အဲ့တော့ဒီစင်တာပေါ့နော်ဒီ satellite image အလား imagery analysis center မြန်မာနိုင်ငံမှာတိစောက်မှုမပြီးခင်မှာခင်ဗျားတို့တပုံထားတာပါအဲ့ဒါအဲ့ဒါသာ တည်ဆောက်ပြီးသွားပြီဟေ့ဆိုလို့ရှိရင်တော့ခင်ဗျားတို့မြန်မာနိုင်ငံမှာစစ်သွေးကြောတပုံတွေအတွက်နေရာမရှိသလောက်ကိုဖြစ်သွားလိမ့်မယ်အဲ့ဒါကကျွန်တော်တို့ဒီတပုံကိုနှိမ်နေတဲ့နေရာမှာတောင်းကျန်းသူစစ်သွေးကြောတပုံတွေနှိမ်နေတဲ့နေရာမှာအရန်ကိုထိရောက်ပါတယ်နော်အခုတပ်မတော်ကလုပ်နေရတဲ့ပုံစံကအဲကျွန်တော်ကင်းထောက် drone လုပ်တယ်ဟလာမြေပြင်သတင်းစုံစမ်းတယ်ပြီးရင်ကင်းထောက် drone လုပ်တယ်ကင်းထောက် drone လုပ်ပြီးတော့မှလေကြောင်း drone စသဖြင့်အဲနှိမ်နေတယ်ပေါ့နော် ဒီအကယ်၍အဲ့ဒီစန္ဒာသာတည်ဆောက်ပြီးသွားပြီလေဆိုရင်ကျွန်တော်တို့အာဂါသနဲ့ဒီ satellite ကနေကြည့်နေမှာ satellite ကနေကြည့်ပြီးတော့နော်တပုံရဲ့ထောက်ပို့လမ်းကြောင်းတွေတပုံရဲ့စခန်းတွေတပုံရဲ့တည်ရှိတဲ့နေရာတွေအဲ့ဒီညာအလုံးကိုတမလို့ကအကုန်လုံးကိုအပေါ်ကနေတောက်လျှောက်ကြည့်ပြီးတော့သိနေမှာဖြစ်တယ်သိနေပြီဆိုရင်တော့လေကြောင်းနဲ့ဖြည့်ရှင်းလိုက်မယ်အဲ့တော့စစ်တပ်မှာစစ်တီအင် အားတော့မအဲ့လောက်ထိလုံမတော့မထင်တော့ဘူးအဲ့လောက်ထိကိုစွန့်ထပ်သွားလိုက်မယ်အဲ့တော့ အဲ့ဒီစင်တာကိုမြန်မာနိုင်ငံမှာတည်ဆောက်ဖို့ကသဘောတူပြီးသားဖြစ်တယ်။အဲ့ဒီစင်တာတည်ဆောက်ပြီးသားလို့ရှိရင်တော့လက်နက်ကိုင်းသဘုံတွေအတွက်အရန်ကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နှစ်ချီတွေထွက်ဘဝတွေပြတ်ဖြစ်မဲ့ပုံစံမျိုးရှိတယ်ပေါ့ဗျာနော်။ဟုတ်တယ်ခေါင်းသီးတော်လာရေးကိုအမြန်ဆုံးချိန်မုန်းစေချင်တယ်။သိမှန်ပါလား။အဲ့တော့အဲ့ဒီကျွန်တော်တို့ဒီဒီစင်တာကိုမြန်မာပြည်မှာတည်ဆောက်မယ်။ဒီစင်တာရဲ့ ဒီဆန္ဒလိုမျိုးတခြားနိုင်ငံတွေမှာဒါတွေအသုံးပြုလို့သားဆိုတော့ကျွန်တော်ဆက်လက်လေ့လာကြည့်တယ်ပေါ့နော်လေ့လာကြည့်တဲ့အခါမှာအဲဘယ်လိုနိုင်ငံနိုင်ငံတွေမှာအီရတ်နိုင်ငံမှာအမေရိကန်ကအီရတ်ကိုကျူးကျော်ဆစ်ဆင်နေတဲ့အချိန်မှာအီရတ်နိုင်ငံမှာအဲ့ဒီနည်းပညာကိုသုံးပြီးတော့တပုံကိုထိန်းသိမ်းခဲ့တယ်ဆက်လက်ဦးစိန်တခါတည်းဟိုးကျွေးနေမှာမြေကျွတ်တတာဘဝနဲ့သနခိတလနဲ့ပိုက်ဆံလေးတွေနဲ့အဲ့ဒီဘဝနဲ့ဖမ်းမိခဲ့တယ်နော်အဲ့တော့အီရတ်မှာဒီနည်းပညာကိုသုံးပြီးတော့နှိမ်နှင်းခဲ့တယ် အာဖဂန်နစ္စတန်မှာလည်းဒီနည်းပညာအသုံးတာလီဘန်တွေရဲ့စခန်းတွေနေရာတွေအားလုံးကောင်းကင်အကြီးကြီးပြီးတော့၄ချောင်းနဲ့နော်တမခဲ့တယ်အဲ့တော့အာဖဂန်မှာလည်းဒီနည်းလမ်းကိုအသုံးခဲ့တယ်ဆီးရီးယားမှာလည်းဒီနည်းလမ်းကိုအသုံးပြုခဲ့တယ်ဆရီလင်ကာမှာလည်းကျွန်တော်တို့တမီးတပုံကိုနှိမ်နေတဲ့ခါမှာဒါနှိမ်နေလို့ပြီးသွားတယ်တမီးတမီးတပုံကိုနှိမ်နေတဲ့ခါမှာအဲ့ဒီ satellite ကနေပြီးတော့ကြည့်ပြီးတော့ကိုတည်တည်ချာချာနှိမ်နေသွားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီအာဖရိကထဲမှာဆိုလို့ရှိရင်နောက်ထပ် နိုင်ဂျီးရီးယားပေါ့နိုင်ဂျီးရီးယားဘိုကိုဟာရမ်လို့ခေါ်တဲ့ဒီဘာသာရေးအစွန်းရောက်အုပ်စုပေါ့ဗျာနော်ဘာသာရေးအစွန်းရောက်အဖွဲ့ရဲ့အဖွဲ့ကိုကျွန်တော်တို့ဒီနိုင်ဂျီးရီးယားဆိုရနေနေတဲ့ခါမှာလည်းဒီနည်းပညာကိုအသုံးပြုနေနေသွားတယ်နော်တူရကီနိုင်ငံကသူ့နေဆက်က courage တွေကိုနော်ခိုရီဒီလို့ခေါ်တာပေါ့ courage တွေခါတဲ့ပုံတွေကိုနေနေတဲ့ခါမှာလည်းဒီနည်းပညာကိုအသုံးပြုနေနေသွားတယ်အဲ့တော့ဒီနည်းပညာတွေကိုဥမင်း online ကရုရှားသွားတည်လာတာ တော့တက်လာပြီဆိုတဲ့ခါကျတော့သူ့ကိုအဲကျန်တာတဲ့ကျန်တဲ့နေရာတွေမှာအရေးချင်းမရှိဘူးလို့ကျွန်တော်တို့ကတော့အမြင်နဲ့ပြောနေပြီမယ်အခုလိုမျိုးရုရှားကနေပြီးတော့ထောက်ပံ့လာမဲ့ဒီနည်းပညာတွေအဲဒီထောက်ပံ့မှုတွေအားလုံးမှာတော့သူဟာသူထူးချွန်သူလို့ပြောလို့ရတယ်အဲ့တော့သူ့ကိုကျွန်တော်ထူးချွန်သူဖြစ်သတ်မှတ်ရပါလိမ့်မယ်ဒီကိစ္စမှာနေလူတိုင်းကနေရာတိုင်းမှာတော့မထူးချွန်သူနေရာတိုင်းမှာလည်းမတုံ့မအောင်ပါဘူးနော်အဲ့တော့နိုင်ငံရေးစီရင်မှာအရေးချင်းမရှိသောညာလည်းပဲအခုလိုမျိုး ရုရှားနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်မဲ့ကိစ္စတွေအားလုံးကတော့တက်မတော်အတွက်ရည်တို့ရည်ရှိအားလုံးအတွက်အကျိုးရှိသွားစေမယ့်ကိစ္စမျိုးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အချီးကျူးပါတယ်ချီးကျူးစရာစီးရင်ရှိရင်ကျွန်တော်တို့ကချီးကျူးရမှာဖြစ်သလိုအဲဝေဖန်စရာရှိရင်လည်းဝေဖန်မှာဖြစ်တယ်ဒီကိစ္စတော့တက်မတော်အတွက်ကောနိုင်ငံအတွက်ကောရည်ရှိမှာပေါ့ဗျာနောက်ခုကျွန်တော်မြန်မာနိုင်ငံကပြည်သူတွေကဘယ်လိုဖြစ်နေဆိုတော့မြန်မာတိုင်းတိုင်းသားအကုန်လုံးအကုန်လုံးပြည်သူတွေအကုန်လုံးပါပဲတဆိတ်ရှိတနတ်ပြပြဆွဲတာ စိတ်ရှိဟိုပြပြလေးလေးနဲ့သပွဲဝိုင်းပေါ်မှာဟလာဥပဒေဘောင်တွင်းကဖြည့်ရှင်းမယ်လို့မစင်စားဘူးတစိတ်ရှိလက်နက်ပြေးဆွဲတယ်အဲ့ဒီအကျင့်ဆိုးကိုဖြက်စည်းနိုင်ဖို့အရန်အရေးကြီးတယ်လက်နက်ကင်ရတာပျော်လာတယ်လက်နက်လက်နက်ကင်လို့ပျော်လာတယ်လက်နက်ကင်အကောင်ဖြစ်လာတယ်အဲ့တော့ဘာမှအတုံးမကြတဲ့ဟလာဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင် တက်တူးဘလဘွားနဲ့လမ်းဘေးကကျွန်တော်တို့ခင်သွားဆိုလို့ရှိရင်အဲ့လိုလူမျိုးတွေဘယ်လိုခေါ်လဲဆိုတော့အခုခေတ်တော့တက်တူးကစတိုင်ဖြစ်လာပြီမြေဟိုတုန်းကတက်တူးရှိလို့ရှိရင်ကျွန်တော်တို့ ဟိုပြစ်တစားကောင်းလို့သိရမလားစေးချတဲ့သူလမ်းပေးကဂလီကချီအဖြစ်သတ်မှတ်တာအဲ့တော့အဲ့လိုလူတွေကဂလီကချီဘဝကိုသိရမလားကျွန်တော်တို့ဒီလုံးဝဘဝဆိုတာချမောင်ဟင်းနဲ့ဝတ်သားနဲ့လဲမဆိုတဲ့လူမိုက်တွေလို့သတ်မှတ်ထားတာအဲ့လူမိုက်တွေကအစားလူမိုက်နေရာရနေတဲ့ခေတ်ဖြစ်တယ်အဲ့ဒီမျိုးမဖြစ်ဖို့ဟာအဲ့ဒီစစ်သွေးကြတဲ့စိတ်တွေကိုကောင်းကောင်းနှိမ်နှင်းဖို့လိုတယ်။အဲ့လိုနှိမ်နှင်းဖို့အတွက်ကလည်းကောင်းမွန်သော ကောင်းမွန်တော့တကယ်ဒီနီးပညာတွေလိုအပ်တယ်အခုဒီနီးပညာကိုရလာလို့ရှိရင်တော့လူမိုက်ကောင်းစားနေတဲ့ခက်ကကုံသွားမှာဖြစ်တယ်အဲ့တော့လူမိုက်ကောင်းစားတဲ့ခက်ကအခုဆိုရှင်ဒီပြည်ပြည်နဲ့ကုံကိုအခြေအနေရှိတယ်အဲ့တော့တက်မတော်အတွက်ရေတိုးရေရှည်အတွက်လည်းကောင်းတယ်လို့နိုင်ငံအတွက်လည်းနောက်တစ်ချိန်မှာစစ်သွေးကြွလို့မရဘူးဆိုတာကိုနားလည်လာတဲ့အခြေအနေထိရောက်လာလိမ့်မယ်အဲ့တော့ဒီနီးပညာအောင်မြင်စွာတည်ဆောက်နိုင်မယ်လို့လည်းကျွန်တော်တို့ညွှန်လင့်ပါတယ်ဒါမှမဟုတ်စွမ်းတက်တူးတွေကိုကျွန်တော်အနေနဲ့ မစော်ကားပါဘူးကျွန်တော် grind tattoo ကိုအရင်ချစ်သလိုတတူးလည်းထိုးချင်ပါလေအဲမဖြစ်မထိုးဖြစ်တာပဲရှိတယ်အခုခစ်မှာတော့တမျိုးပေါ့နော်ကျွန်တော်တို့ခစ်တုန်းကတော့ကျွန်တော်ခစ်ဆုံးတော့ကျွန်တော်တို့နည်းနည်းဟိုနှုတ်စဉ်အရွယ်တုန်းကပေါ့နော်အဲ့ဒီချိန်မှာတော့တတူးထိုးရင်ဒီလိုဒီလိုလူမျိုးတွေထိုးတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီလူကြီးသူမတွေသင်ကြားထားတာရှိတာပေါ့နော်အဲ့ဒါကြောင့်မို့ပါအဲ့တော့ကောင်းတာမြင်ရင်ကောင်းတာပြောရမယ်နော်ဝေဖန်စရာရှိရင် ဝေဖန်မှာဖြစ်တယ်အဲဒါကတော့ရှိတရားပါဗျာနောက်တစ်ခုကရုရှားကျွန်တော်တို့ဒါရုရှားကလည်းကိုယ့်ကိုအပေးကြီးပဲတော့မရှိဘူးသူလည်းပြန်ယူယူတော့ရှိမှာပဲအဲ့တော့ရုရှားကိုပြန်လဲပေးဆက်ရတာရှိတယ်ဗောဗျာနော်ပေးဆက်ရဆိုတော့သူ့ရဲ့ဒီအိန္ဒိယသမုဒ္ဒရာတွင်းမှာသူ့ရဲ့စီးပွားရေးနယ်ချဲ့လာမှုကိုလည်းကျွန်တော်တို့ကလက်ခံရတာဗောအဲ့ဒါကတော့ဗာလဲဆိုတော့တပွဲစီးပွားရေးအဲအထူးအထူးဆုံးပါဗျာနော်ဒီဇုံကိုရုရှားကတိဆောက်မယ်အဲ့တော့နောက်တစ်ခုကကြောင်မီးသစ်စစ်ရုံတွေတိဆောက်မယ်တင်မောချင်းတွေတိဆောက်မယ်နော်ရေနံချက်စစ်ရုံတွေတိဆောက်မယ် ပြီးတော့လို့ရှိရင်တော့အိန္ဒိယသဘုတ်တရားထဲမှာသူ့ရဲ့ပါဝင်လာမှုတွေကိုဒါကျွန်တော်တို့လက်ခံရလာမှာဖြစ်တယ်အဲ့တော့သူတဲ့အကျိုးရှိကိုလည်းအကျိုးရှိလုပ်ငန်းမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိစ္စကအာတော်တော်လေးကိုကျောင်းမြန်မာနိုင်ငံအတွက်နှုံးနှစ်ဖက်ဝင်းဝင်းမှာပဲเนาะကျောင်းမြန်မာနိုင်ငံရေးရှိအဲစီးရေးနိုင်ငံရေးအတွက်အကျိုးရှိနိုင်တဲ့ဤပညာတွေကိုရရှိထားသလိုအဲကျွန်တော်တို့ကလည်းသူ့ရဲ့ဒီစီးပွားရေးအရေးပါလာမှုเนาะသူ့ရဲ့သူ့ရဲ့အကျိုးစီးပွားကိုလည်းသူ့အကျိုးစီးပွားကိုအကျိုးစီးပွား အဲသူကောင်းကိုကောင်းပေါ့ပတ်စံမတောင်းဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပါကျွန်တော်ပြောချင်တာအယောင်းဝင်မှာပြောတာနော်အယောင်းဝင်မှာသူတော်လည်းကောင်းတယ်ကိုတော်လည်းကောင်းတယ်ဆိုတော့ဒါမြတ်တာလက်ဆောင်လေးဖြစ်သွားတာပါဟာလာအဲ့တော့စောင့်ကြည့်ပါလေခင်ဗျားတို့တော်လည်းရေးအတွက်ဒါစိတ်တက်ကြသွားစရာတွေလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့တရုတ်ကိုအလုံးစုံမိခိုတဲ့ဘဝလွတ်နိုင်တယ်အခုချိန်မှာမြန်မာပြည်ဟာဦးသန်းရွှေလက်ထက်ကတော့တရုတ်ကိုအလုံးစုံမိခိုလာတဲ့ဘဝတွေရှိတယ်အခုတော့တရုတ်ကိုလည်းမိခိုရတယ်တရုတ်နဲ့ဒန်းတူကျွန်တော်တို့ ပွတ်တက်ရတာပါနော်အဲ့ဒါကြောင့်မလို့အရန်ကိုအဆင်ပြေစေမယ့်အရာမျိုးဖြစ်ပါတယ်နော်နိုင်ငံစီးပွားရေးလှုပ်ဆောင်နေတာမဟုတ်ပါဘူးဗျာတဲ့သူသားနဲ့သမီးလှုပ်ကွက်ရဖို့လှုပ်ဆောင်နေတာပါအဲ့မသူသားနဲ့သူသမီးလှုပ်ကွက်ရဖို့လှုပ်ဆောင်နေတာဆိုလို့ရှိရင်လည်းဒါတွေကတော့လည်းပြန်လည်းအငင်းပွားစရာတွေတော့ရှိတာပေါ့ဗျာနော်ကဲဟုတ်ပါပြီအဲ့တော့ အခုဦးမင်းအောင်လာရင်ပွဲသွားတက်နေတယ်ဒီပွဲဟာအဲကျွန်တော်မြန်မာနိုင်ငံအတွက်တော်တော်ကောင်းမွန်တဲ့ပွဲမျိုးဖြစ်လာပါပြီနော်